အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့မြန်မာပြည်ကကြားဖြတ် online စခန်းကြီးအထဲမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာတက်တင်နဲ့တကွတင်ပြဆွေးနွေးတော့မှာဖြစ်ပါတယ်ကမ္ဘာနာမည်ကြီးနိုင်ငံတကာ stream media channel 4ကမြန်မာနိုင်ငံအတွင်းထဲထိကိုသွားပြီးမှအဒီ online link လေးတဲ့စခန်းကြီးအထဲထိကိုသွားပြီးမှတရင်ထောက်သမားတွေက စုံစမ်းစစ်ဆေးခဲ့တာတင်ပြခဲ့တာကျွန်တော်တို့ဗီဒီယိုနဲ့တကွကြည့်ပြီးမှအဆွေးနွေးကြည့်ရအောင်အဲ့ဒီမှာဒီလူရင်းကဘယ်လိုပုံစံနဲ့လင်းလေမှုတွေလုပ်တာလဲဘေးနိုင်ငံကိုတာဂက်ထားတာလဲသူတို့ရဲ့နင်ပါနေဆက်ပုံစံတော့ဘယ်လိုမျိုးနင်ပါနေဆက်ခံခဲ့ရတာလဲပြီးတော့ဒီ online လင်းလေမှုအကြဖက်စခန်းကြီးကဘသူကအဓိကအုပ်ချုပ်ခဲ့တယ်ဒါရင်အားလုံးကကျွန်တော်တို့ ကြီးစုသူမိတ်ဆွေတတော်များများကတော့တီးရှိနားနေပြီးသားဖြစ်နေတယ်ကျွန်တော်အားလုံးကဒီကစားကိုဘယ်လိုပြောမလဲယဉ်နေပြီးသားဖြစ်နေတယ်ပေါ့နော်အချင်းပေါင်းများဆိုတာလည်းပြောပြီးသားဖြစ်နေတယ်ပြီးတော့မြန်မာနိုင်ငံအကြောင်းဆိုတော့ကျွန်တော်တို့ကတော့မပူပြီးတော့မှသိတယ်ဒါပေမဲ့အခုနိုင်ငံတကာသတင်းမီဒီယာကအဲ့ဒီ chapter online link စကန်ဂျီအဒွီမာဘာလို့ဖြစ်ခဲ့လဲအဒွင်းချက်ချမှာဘာလို့ဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့သွားချိမှာဖြစ်တယ် ဒီအဒွင်းချချဖြစ်တဲ့ပုံကတော့ကျွန်တော်တို့မြန်မာနိုင်ငံတောင်းရင်ကလည်းတွေ့မှာမဟုတ်အသေးဘူးတိမှာမဟုတ်အသေးဘူးဆိုတော့ကြည့်ပြီးမှပဲဆွေးနွေးကြည့်အောင်ပေါ့နော်ဆိုတော့နိုင်ငံခြားသား3 media တွေကဘလူးတင်ပြခဲ့တဲ့ channel 4မှာလည်းအသေးစိတ်တွားကြည့်လို့ပြပါတယ်ပေါ့နော် channel channel 4 news မှာပေါ့နော်ကဲကြည့်အောင် everyone here chinese everyone everyone chinese yeah yeah, yeah. yeah. hundreds of workers just released from the scam center

ဒီလူတွေကဘလို့ဆက်ဆံခဲ့တာလဲအစတဖြစ်မင်းချင်ပါလေဆိုမှမင်းမင်းနေတရင်ထောက်ကပေါ့နော်ဒါတရုတ်ဒီကောင်ကတရုတ်ဟုတ်ကဲ့ yeah okay okay did you come here because you wanted to take part in the scams or because you were tricked 是的，我们是。明年的，不能看明年嘛，那个嘛，拉拉个第四天，我零零的，使用嘛，这个被漏钱了啦，咱们没，零看比嘛拉起来了，是嘛？ 骗你了不咯？所以讲讲，只有你那边骗了，所以中国中央对的不？只有嘛不？龙华、沙湾、永康、梅林、沙湾、永康是么中中央对的嘞？那我拍一下嘛，被中国昆明嘛那家那不样这林肯企业家是怎么被骗骗你了不咯？因为在中国看到高薪工作，然后被骗过来了。到了这边之后，受到非人的折磨，每天被打。 who was beaten who has any proof that they were that they were tortured does anyone have any marks on their body so ဘသူရဲ့ခန္ဓာလဲဘသူတက်တဲ့ရှိတာလဲဗောခမရောရဲ့ body မှာခန္ဓာကိုယ်မှာရိုက်တဲ့အမှတ်တရတွေရှိတာပါငယ်ဆိုမင်းနေတယ်ဗောနော်ဆိုဒုက္ခပြောနေတယ်နော်အနာတရားတွေရှိတဲ့လူနော်အမာရွတ်တွေရှိတဲ့လူထွက်လာခဲ့ပါဆိုမှဟိုနေတယ်ဗောနော် come on come on oh my god daga သူတို့နိပါနေဆက်နေတဲ့အမာရွတ်တွေဖြစ်နေတယ်ပေါ့နော်မြန်မာနိုင်ငံတုန်းကလာ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  what happened တကား electric bear နဲ့ that like ခိုင်းတာပေါ့နော်တော့သူကအလုံးမလို့ချင်လို့ဆိုမှနိပါနေဆက်ခံခဲ့ရတယ်တဲ့တနေ့တော့ပစ်တယ်တဲ့ they shot you boom good yeah yeah 上一次可以回国。上帝都只要个嘞，因侬个都只要嘛多钱嘞，随便嘛，不要来不咯？啊，你诈骗干啥用个？都吃到过，也出卖的。然后被园区的人用棍儿打断了脚，不是枪。The men freed by the red. 大家嘞，那比如你把那些的大家都骗你的不咯？讲人家啥？哎，就人家啥不咯？骗人家啥？ the next day we begin to explore the bar scam compound ဒါက scam compound ပေါ့ဒီလုံးဝကြားဖြန့်လင်နေတဲ့စခန်းကြီးမှာသူဝင်ခွင့်ရတယ်ပေါ့ဒီတရင်ထောက်က should have park many of its 3000 residents ဆိုရင်နေရာမှာလူ3000လောက်ရှိတယ်တဲ့ကြည့်ပါဦးတရုတ်လူမျိုးကြီးရင်ကြီးပဲနော်သူတို့စာတန်းကစာသားတွေကအမပါလေဒီဗနိုင်းဒီနဲ့စာသားကအစတရုတ် တရုတ်တရုတ်ပြကြနေတာပဲပေါ့နော်ကျွန်တော်တို့တရုတ်ပြကြနေတာပဲအကုန်လုံးကိုကြည့်ပါတဘာဝပွဲဝင်ကြီးကိုကြည့်ပါတရုတ်ပြကိုကြနေတာပဲ some bullying scammers many others trafficked the windows of their dormitories covered by bars ဆိုတော့အဲ့ဒီသူတို့ရဲ့နော်ဒီတန်တန်ကျူးနဲ့အကုန်လုံးခါပါလို့ထားတယ်ပေါ့နော်သူတို့ရဲ့တတိပရင်ပေါက်ကိုကြည့်ပါဦးဘယ်သူမှမထွက်ပြေးနိုင်အောင်ပေါ့နော်တန်ကျူးနဲ့အကုန်လုံးခါပါထုတ်ထုတ်ထားတယ် ဒါကအဆောင်တွေပေါ့နော်အဆောင်တွေအဲ့ဒီဖမ်းထားတဲ့လူတွေကိုထားထားနေရတယ် it is small multicultural world of its own ဆိုတော့အမတ်မတယုတ်တွေနေရှိတယ်လူမျိုးတွေနေဖမ်းထားတာရှိတယ်လေဆိုတော့ like multicultural ပေါ့နော်ယဉ်ကျေးမှုအသေးအဖွဲ့အစားလေးအရှိတဲ့နိုင်ငံတေးစားလေးလိုမျိုးဖြစ်သွားတယ်ပေါ့နော် supermarket and restaurants supermarket ရဲ့ restaurant တွေရှိနေတယ်နော်ကားတွေကောင်းစားမှာရက်နေတယ် now it's going to take over by these pro democracy rebels. ဆိုတော့ဒီတော်လှန်ရေးတမားတွေလက်နက်ကင်တမားတွေကပေါ့နော်ဒီယုံကိုခုဆိုတော့တင်းသွားပြီးနောက်ပိုင်းမှာဒီတရင်ထောက်တွေကိုဝင်ခွင့်ပေးတာပေါ့ဗျာ so, They, they would do well to see what's been happening here. This room was really at the heart of the scam operations here. You can see the huge number of computer monitors on the desks, as well as the, the hundreds, thousands. So, of... Really the heart of, the heart of scam ပေါ့လို့ scam လို့တဲ့ center ကြီးတစ်ခုဖြစ်နေတယ် computer ring ကိုယာနဲ့ချီပြီးမှထောင်းနဲ့ချီပြီးမှ form ring ကိုယာနဲ့ချီပြီးမှထောင်းနဲ့ချီပြီးမှ camera တွေ့နေတိုင်းပါပဲ well phones all used to commit fraud they're now being collected by the rebel forces here of course this is all a treasure trove of information for international investigators တော့နိုင်ငံတကာသုံးဆန်းစစ်ရှင်မှုအဖွဲ့တွေတွေ့တော့ဒီ computer တွေဒီ form တွေကိုတကိယတနာတိုက်ဖြစ်နေတယ်ပေါ့ဒီ form တွေကိုအထေးကြည့်ပြီးမှပဲ ကွန်ပျူတာတွေကိုအထေးကြည့်ပြီးမှပဲစုံစမ်းစစ်ဆေးလို့ရမှာကိုတက်တရထောက်ထားအကုန်လုံးကရှိနေတဲ့ခါကျတော့နိုင်ငံတကာစုံစမ်းစစ်ဆေးရေးတမားတွေတော်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 လေးယတနာတိုက်ကြည့်ဖြစ်တယ်ပေါ့အရန်ကောင်းတယ်ပေါ့ Here are notes written by a scammer on how to have a convincing conversation ဒါတွေက no ပေါ့နော်ဒီ scammer တမားတွေက no ရေးထားတယ်ပေါ့သူတို့ရဲ့စာအုပ်လေးပုံမှာဘလူးလင်းမဲ့လေဘလူးတဘောပေါအောင်ရှင်းပြမယ်ဘလူးလင်းနိုင်မှာလေစသဖြင့် note လေးတွေရေးထားကြတယ် convicted, talking about sharing photos of your breakfast, but making sure to remember Starbucks serves a variety yeah. of coffees. This is where they created fake identities. And hey, fake identity, bro. No? ဟို online မှာ account အတူတူလုပ်နေတယ် fix အဒီပတ်ပုတ်တင်အတူတူလုပ်နေတယ်ဒီနေရာမှာမလုပ်တာတချို့လူတွေက model လေးလူပေါ့ AI ကိုတုံးချပြီးမှအမှုသမီးလှလှပလေးလူနဲ့လင်တယ်ဒါမဲ့တကယ်တမ်းတော့ တကယ့် model တွေကိုလည်းငှားထားတယ်တဲ့ဒီ sharp ဖြစ်ကိန်းစားတွေကလည်းအမျိုးသမီး model ကိုလည်းငှားထားတယ်လင်းလေးဖူရအတွက်ဒါမှမဟုတ်ရင် AI ကိုသုံးချပြီးမှပဲအမျိုးသမီးချိုးပပလေးနဲ့ပေါ့လင်းလေးခဲ့တယ်ပေါ့ tended to form romantic relationships online ဆိုတော့အဲ့ဒီထားပါတဲ့အမျိုးသမီးလေးတွေကပေါ့နော်ဒီ online ပေါ်မှာဒီအချစ်စကားပြောမယ်နော်ဟို romantic စကားပြောမယ်အဲ့လိုမျိုးမျိုးဆွေးတာပေါ့ဗျာ only to convictions into making fake cryptocurrency အဲ့လူနဲ့အလူနီးနဲ့သူတို့ကဒီ victim တွေကိုတခြားခံတွေကိုလင်လေးလို့ရတာ victor ဒီ cryptocurrency မှာယင်းနည်းမျိုးနဲ့မို့လို့ဘာဘာညာဆိုမှလှလှပပလေးနဲ့လင်လေးသွားတာပေါ့နော် model လှလေးတွေကဒါကကြည့်ပါဦး video call room တဲ့သူတို့မှာအခန်းတော်ရှိနေတယ်စဉ်းစားကြည့် video call room တို့အခန်းတွေရှိနေတယ်ဒီ chat ဖြင့် gangster တွေကလင်းလေမှုစကန်ကြီးတွေမှာဒါသူတို့ရဲ့ လုံးဝစင်တာအတွင်းမှာတော့သူတို့ရဲ့ building အတွင်းမှာအဆောက်အုံတွေမှာနော်ဗီဒီယို call လို့မရှိတယ်လုံးဝဒါကအမော့ကကြီးကြီးကျယ်ကျယ်လို့တယ် a living room used for video calls with victims either with models or ai and everything ဆိုတော့သူတို့က ai တုံးပါလား model တုံးပါလားအကုန်လုံး fix နဲ့အတူရောင်းနေလို့တယ်ပေါ့လင်းနေပေါ့နော် even down to the books on the bookshelf ဒီ bookshelf ပေါ်တော့စာကြီးတိုက်ဟိုဒီမှာထားထားတဲ့စာအုပ်တွေတောင်မှအတုတွေဖြစ်နေတယ်အတုတွေထားထားလို့စာ your word may be smile everyone who see me အဲအဲ့လိုမျိုးသမီးလေးတွေနဲ့အတုံးချပြီးမှလင်တာပေါ့ဗျာအဲလှလှပပလေးနဲ့မယောက်ျားလေးတွေကွန်ပျူဆွေပြီးမှအဲ့လိုချွချွတတလေးနဲ့စကားပြောပြီးမှလင်သွားတာပေါ့ I say I look like an angel on the scammer's phones We find videos and photos sent to victims recorded. So this scammer form in him. I don't mean born video casa model the pungle in casa. The journalist tomorrow got a toby it. You said, no, wow. In these same rooms, you can do the same thing. But many of the scammers are victims too. Korean officials have registered workers here from China, India, Kenya, နေကြစင်ဆိုင်နာအိန္ဒိယန၊ကင်ယာစတာဖြစ်တော့မြန်နိုင်ငံပေါင်းစုံကအဲ့ဒီမှာဖန်ထားကြပါတော့နော် please they meet into the compound night club chat la no da ka compound night club tin de de ma to chat la tan atan ni che ja o presumably the senior managers as they wait to be sent back a yin nong ka da ko night club tong da no night club tong da yin nong ka le da mae khu na pai ma ။ဟာသူတို့နိုင်ကလပ်တို့ကနေရမဟုတ်ဘူးလို့တိုးလေးစစ်မြင့်တယ်ရမိုက်တယ်နော်။ And night club presumably the senior manager. So any pump being up by my bed, the the Sakhani Gudina, Keta Kanani, you kind of want. As they wait to be sent back to Thailand. So Duroka Adinia got a song there. Be my bed, Thailand Guduroka Pure, or not Thailand, the Mikan and Gubian Dodger. You mean here? only 15 days 15 days so ဒီအိန္ဒိယမြို့သမီးလေးပါနေတယ်သူကိုယ်တိုင်ကလည်းပြည်မနိုင်ငံမှာ15ရက်လောက်ပဲနေသေးတယ်ပေါ့နော် let Fatima from India say they thought they'd be working legitimate jobs elsewhere only to be forced into Myanmar and trapped so သူကိုယ်တိုင်ကလည်းနော်ဒီတရားဝင်အလုပ်အလုပ်မလို့သူကထင်ထင်ထားခဲ့တာနောက်ပိုင်းကျမှပဲမြန်မာကိုပုခံခဲ့ရတယ်အယောင်ခံခဲ့ရတယ်ပေါ့နော်

မင်းကိုဒီကိုခေါ်မင်းကိုဒီနေရာထိခေါ်လာတဲ့စရိတ်ခါပေါ့နော်ဒေါ်လာ3000ကျော်3000ကိုပြန်ပေးရမယ်ဆိုမှအဲ့ဒီ Japan guys တိုင်းကသူ့ကိုငွေပြန်တောင်းရတယ်ပေါ့နော်သူကိုရင်ကလည်းအဲ့ဒီငွေမရှိဘူးဖြစ်နေတယ်ပေါ့တကလေးကရဲ့ဝခါချတော့တဘလုံးနဲ့ပေါ်လာတဲ့3000ဒေါ်လာတို့ကမှာပါစနေတာ It's like you have to put the details in here when you are grants you just next to we find Abraham yeah. a software engineering graduate from Ethiopia. ဒီ Abraham ကလေ Ethiopia နိုင်ငံကနေ software engineering ကနေဘုတ်ယူထားတဲ့လူတစ်ယောက်ဖြစ်နေတယ်။သူကိုယ်တိုင်ကလည်းအလင်ခံခဲ့ပြီးမှပဲမြန်မာနိုင်ငံကိုရောက်သွားတာပေါ့နော်။ Obviously, one of the phones used to scam people. So this is just like a conversation happening yesterday. So ID2 form ကလေ तू လူတွေကို scam လုပ်တဲ့ form တွေကို journalist တမကအစ်စ်တယ်ပေါ့နော်။ဟာ main form ကမနေ့တနေ့ကပြောတဲ့အထိပဲရှိသေးတာကို main text တွေကဆိုမှမင်းနေတယ်ပေါ့။ says asking if I'll ever hear your voice again. Abraham thought he'd secured a sales job in Bangkok, only to be taken to the scam compound. Do gale di Abraham garo Bangkok ma a young way တမားတယောက်အနေနဲ့အလုပ်လုပ်ရမယ်အစူမအလင်ခံခဲ့ရတာတဲ့ဒါပေမဲ့မြန်မာနိုင်ငံမှာပဲ online link link မှုရအတွက် trick အလင်ခံခဲ့ရတယ်ပေါ့နော်မြန်မာနိုင်ငံမှာပုတ်ခံခဲ့ရတယ်ပေါ့ဗျာ So this was your office here? This was my office here. Da ga tu yong khan. Well, he tells me he was forced to work 14 hour shifts. Da ga tu yong khan phit ne de. Tu ka 14 na yi ko long wa adi ne tama alo lo khan khe de de. In order to scam a minimum of $20,000 a month. A ne song dollar 2000 jo ko link khe me su bi ma tu ye online gangster ka အတင်းအကျပ်လင်ခိုင်းတာလေ အနည်းဆုံးတနည်းအားဖြင့်ပြောရမယ်အနည်းဆုံးဒေါ်လာ1000ကျော်ခင်ဗျာရမှာဖြစ်မယ်အဲနော် which countries we targeting i was working in australia market so you was targeting so သူကဒါဆိုတော့ခင်ဗျာကဘေးတစားခံတွေကိုပြစ်မှတ်ထားတာလေသူမှမင်းနေတယ်သူပြောတဲ့အရာအစွန်တော့သူက australia ရဲ့ market မှာအလုပ်လုပ်ခဲ့ဖူးတယ်ပေါ့ဆိုတော့သူက australia ရဲ့အမျိုးသမီးတွေကိုပြစ်မှတ်ထားတယ်တဲ့ basically uh, older so I'm, uh, I'm age of 38 so အခြေခံအားဖြင့် Australia ရဲ့အသက်ကြီးနဲ့အမျိုးသမီးတွေကိုပဲသူကပြင်ပထားတယ်38 45 50ပေါ့နော်45 50 mostly the good clients are the older women because they're desperate for love in their learning so ဒီ client တော်တော်များများပေါ့နော် the sucker တော်တော်များများကတော့အသက်ကြီးတဲ့အမျိုးသမီးတွေပုံများတယ်တဲ့ဒီအသက်ကြီးတဲ့အမျိုးသမီးတွေကလည်းအချစ်ရဲမှာတန်တရတယ်စာလောင်ငတ်တယ်ပေါ့ဗျာ ဘော lonely ဖြစ်တယ် lonely ဆိုတာမြန်မာလိုဘာသာပြောမလဲအထီချန်ဆန်လဲပေါ့နော်အထီချန်အထီချန်ဆန်လာတယ်အချစ်တွေငတ်လာတယ်ဆိုတော့ဒီလင်းလေးဖို့ပူလွေကူတာပေါ့ဗျာအမျိုးသမီးတွေအဲ့လိုဖြစ်သွားတာပေါ့နော် အခုသူပြောမှပဲကျွန်တော်သတိထားမိတယ်ဩအမျိုးသမီးတွေဆိုတာကအပျော်ကြီးပဲလို့တော့မဲဘာငယ်ဘာငယ်သူပြောတာပြောတာနော်အသက်ကြီးလေလေသူတို့မှလည်းအချစ်အချစ်တွေငတ်လာတယ်သူတို့ဖြစ်ဒီအထီရင်ချန်လာတယ်ပေါ့နော် เออสรเอาอยู่จิไม่รู้จักมาเลยปะเนาะดาสกามสะเปียวปะล่ะบาเนาะสรไอ้หนูนี่เนี่ยตุกะดีอมิวตมิတွေကအထီရင်ကြံလာတယ်ချစ်တွေငတ်လာတဲ့ခါကြတော့တဲ့ကျွန်တော်တို့က advantage အခွင့်အကြောင်းအခွင့်ကောင်းဘူယူလို့လွေကူတယ်ဆိုတာပြောနေတယ်အဲ့ဒါကြောင့်သူကအသက်ကြီးတဲ့အမျိုးသမီးတွေကိုလွေလွေလေးနဲ့လိန်တာပုံများတယ်တဲ့ and what kind of money did they end up investing and losing um also them they have savings because we target working and because they have savings they work for a long time and maybe they have property inheritance and stuff like that. So ဒီအမျိုးသမီးတတော်များများကသူတို့က saving များရှိတယ်ဖက်ဆန်စုဆောင်းထားတဲ့ငွေတွေများကြီးရှိတယ်ပေါ့ဗျာဒါမှမဟုတ်သူတို့က property ပိုင်ဆိုင်မှုတွေရှိနေတယ်အိမ်ပိုင်ဆိုင်မှုလားဘာညာလားဒါမှအမွေစက်ခံတဲ့လူတွေလားပေါ့တော့အများကြီးရှိတယ်ဒီမျိုးသမီးတွေကလည်းဆိုတော့သူတို့ရှိတဲ့များငွေတွေကိုလင်ကြတာပေါ့ Australia Australia မှာလည်းနော် We've been examining dozens of phones belonging to the scammers to understand their tactics. They send out thousands of spam messages looking for victims. Through a spam message, good. Hi, baby. Hi, people. Hello, it is a pleasure to continue to communicate with you here. Uh. voiceness အမြင့်သမီးအမြင့်သမီးတန်လေးနဲ့နော်အမြင့်သမီးတပ်ပုံလေးနဲ့ပေါ့နော်အဲလိုမျိုးပူကြပေါ့နော် this from hired models were stolen from social media ဒါမဲ့တချို့ဥစားကဒီ champion kind star တွေက model ကိုလည်းအငှားလုပ်ထားတယ်တဲ့ဒါမှမဟုတ်ရင်တော့ဒီ online ကနေအမျိုးသမီး model တချို့ပေါ့နော်လူတွေကမထီမှတ်ထားတဲ့အသိဟိုဟာ team ပေါ်တဲ့လူတွေမဟုတ်ဘဲနဲ့လေ မတိမတာဖြစ်နေတဲ့ model တွေ online တွေကလက်ပုံတွေကိုခူးယူပြီးမှအသုံးချတာတဲ့နော်အေးကျွန်တော်တို့ဒီမြန်မာအမျိုးသမီးတချို့တွင်ကလည်းအဲ့ဒီ chat guy star မှာအလုပ်လုပ်နေကြတာလေကွာဒီ model ဖြစ်နေတယ်လို့ကြတာလေဒီလူတွေလည်းပါမှာပါကျွန်တော်တို့မြန်မာအမျိုးသမီး model တချို့တွင်လည်းပါမှာပါအလင်းလင်းလေတဲ့လူတွေထဲမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အငားခန္ဓာ chat guy star တွေကိုသူတို့ကိုငားတာကိုငားပြီးမှပဲ model တွေကိုငားပြီးမှဖက်ဆံပေးခိုင်းပြီးမှပဲလူတွေကိုလင်ခိုင်းတာကို eventually they encourage victims to invest in a cryptocurrency wallet wow. controlled by the scammer. Ordinary, lonely people at times losing their life savings. So, အဒီအကအဖြစ် cryptocurrency မှာ investment လုပ်ကြပါငွေကြေးရင်းနှီးမှုလုပ်လုပ်ကြပါဆိုမှဆွေးဆောင်ခဲ့ကြတာပေါ့နောက်ဆုံးကြတော့ဗာလဲဆိုတော့အသက်ကြီးတဲ့လူရင်းတော်တော်များများကသူတို့ရဲ့ saving သူတို့ရဲ့စုဆောင်းထားတဲ့မြတ်ငွေတွေအားလုံးကိုပြောင်းသွားတယ်တဲ့ ။ဟိုလှလှပပလေးနဲ့ပုံလေးတွေပူတယ်။အဲဘာလဲ။ပြူဆွေးနေတာပေါ့နော်။ Do you feel you have any moral responsibility in in this? You don't sleep at night, you know, just feel guilt. The guilt is always there. So, me moral responsibility ပေါ့။အချင်းစာရတဲ့ပတ်သက်ပြီးမတော်ဝင်ယူမှုတော်ဝင်ခံမှုကများခံစားမှုရှိလားဆိုပြောတယ်။အတနောအမေရန် feel guilty ဘာပစ်ရှိရောခံစားမိတယ်ညမှာဆိုလုံးဝအဲ့လိုမရဘူးဆိုတော့သူပြောနေတယ်ပေါ့နော် No no to get out from this place the only option that you have is you have to finish this contract ကျွန်တော်ကျွန်တော်က ဘယ်လိုဒီကလည်းရုံးထွက်မယ်ဆိုမသိဘူးဖြစ်နေတယ်တဲ့ကျွန်တော်တို့ကရွေးချယ်စရာဆိုတာကအလို့ကိုပဲပြီးအောင်လုပ်မယ် contract ကိုပြီးတော့အောင်လုပ်မယ်အဲ့ဒါမှအိမ်ပြန်လို့ရမယ်ဆိုမှဒီရွေးချယ်ခုပဲရှိရောဒီရွေးချယ်တာတခုပဲရှိတယ်ဆိုတာပြောလိုက်ပေါ့နော် then can give up on abraham says he was a nibbled at lower levels but each room has a large chinese gong that would be beaten to mark successful large scans so ဒီဘုံကြီးကိုပေါ့နော်ဒီဟွာကြီးကိုဒီ တရုတ် gangster တွေကအောင်မြင်မှုရှိတယ်ဆိုတော့အဲ့ဒါကိုဒီးလိုက်တယ်လုံးလုံးလုံးဒီးတယ်ပေါ့နော် kind of money would did take for them to celebrate uh more than 50,000 USD so ဒေါ်လာ9000ကျိုသူတို့ကရတယ်လူတွေကို link link လောက်အောင်မြင်ခဲ့တယ်ဆိုတော့အဲ့ဒါကိုဒီးတာတော့50,000 yeah and then there would be this yeah gun make a drum in at the drum jigo bonus slogan at the roma ro slogan shire at the ro ye yeah. ကန်ဆောင်ထားတဲ့ slogan တွေရှိတယ်အဲ့ဒါကို ඕ တာပေါ့နော် John if you make money I'm rich you rich you rich မင်းကဖတ်ဆန်ရှာနိုင်တယ်ဆိုရင်ကျွန်တော်ချမ်းသာတယ်မင်းလည်းချမ်းသာတယ်ကျွန်တော်အားလုံးချမ်းသာတယ် if you don't make money make up ဆာမလို့နိုင်ဘူးဆိုတော့ကျွန်တော်လေးတင်မယ်ခင်ဗျားလေးတင်မယ်ကျွန်တော်တို့အားလုံးတင်မယ်ဆိုပြီးမှသူတို့ရဲ့ slogan သူတို့ရဲ့ song ပုတ်အဲ့ဒါတရုတ်ကိစ္စတွေရဲ့ song ပုတ်ဖြစ်နေတယ်အဲ့ဒါကို own နေတယ်သူတို့ကဒေါ်လာ9000ရှိတယ်ဆိုတော့အဲ့လို own နေတယ်ပေါ့နော် If you don't make money I die you die we all die Scam compounds have expanded rapidly wow. along Myanmar. I mean, the Myanmar military is the. Uh, this looks like it's the person's own personal phone. Jason Town is a leading expert on the region's scam industry. So, the Jason Tower got the scam industry, ma. Town ship out there. ဒီ online လေးမှုမှာစုံစမ်းစစ်ဆေးတဲ့ခေါင်းဆောင်ကြီးတယောက်ပေါ့ဗျာသူကိုယ်တိုင်ကခေါင်းဆောင်ပြီးမှပဲအာလမ်းတွေညွှန်ပေးတယ်ပေါ့နော်သူကိုယ်တိုင်ကတော့ပြောခဲ့လို့ချစ်ချစ်အောင် Jason Tower က The short story is is that the Myanmar military is behind all of this. I mean the Myanmar military is So တူကပြောတူကဘယ်လိုပြောလဲဆိုတော့ခြုံငုံပြီးမှပြောရမယ်ဆိုရင်တဲ့ဒီမြန်မာစစ်တပ်ကနောက်ကွယ်မှာအရာဒီအရာအားလုံးနောက်ကွယ်မှာမြန်မာစစ်တပ်ရှိတယ်တဲ့။ဒါခြုံငုံပြီးမှပြောရမယ်ဆိုပေါ့နော်။ through its border guard force, that provides security to scam compounds in the country. So uh, scam compound or the online lending le mu senda chi bu turo ka belong chung ye yu yu pe ra bo no. He needs these border forces because they've already lost control of vast swathes of the country. That's exactly it. And even if the Myanmar military So the depend ma no the si kaung si ka tachu ne me shong shong hu yin sai de ka ja the BGF do BGF ရေပါလို့ရှိသေးလေအဲအဲ့ဒါကိုသူတို့ကလိုအပ်နေတာပေါ့ဗျာဆိုတော့စစ်ကောင်စီကဒီ online link နေတဲ့စခန်းကြီးကိုတွားပြီးမှသူခွေးရှင်တဲ့စိတ်ရှိရင်တော့မာတဲ့သူတို့ကိုအမခံပြီးမှကုမ္ပဏီထောက်ပံ့ပေးနေတဲ့ BGF တွေကရှိသေးတယ်သူတို့ BGF တွေကလည်းဒေါ်လာတန်းနဲ့ရှိပြီးမှဒီစီပွားရေးကိုင်တဲ့လူတွေဖြစ်နေဆိုတော့စစ်ကောင်စီကတွားပြီးမှဒီ you know wanted to go in and do something about the scam centers the fact of the matter is is that these border guard force units stay um, loyal to the Myanmar military because they have multi-billion dollar illicit yeah. businesses um, that incentivize them to do that yeah. <laughs> Yeah, well, uh, Myanmar's military is trying to regain control of the area from the rebels. The army controls less than half the country, but in recent months has been advancing. Ahead of elections, it hopes will grant them some degree of international legitimacy. <laughs>

ဆိုတော့သူတို့ကဘယ်လိုပြောလဲဆိုတော့စစ်ကောင်စီတို့မရောက်ခင်မှာတဲ့ဒီအဓိကချက်ဖြတ်ရဲ့ခေါင်းဆောင်တွေကိုတဲ့အဓိကအရေးပါတဲ့ပုံကိုတွေကိုသူတို့ကခေါ်ပြီးမှပဲလုံခြုံတဲ့နေရာမှာပုံခိုင်းတာတဲ့နော်လုံခြုံတဲ့နေရာမှာပုံခိုင်းတာတဲ့ဆိုတော့အဓိကကဒီချက်ဖြတ်ဂိုင်းစတာခေါင်းဆောင်တွေကစစ်ကောင်စီကတကယ်မဖမ်းဘူးဆိုတဲ့သဘောပါလွတ်မြောက်အောင်ကိုပုံကြီးပေးတယ်ဆိုတဲ့သဘောပါဟုတ်ကဲ့ဒီလိုပါကျွန်တော်လည်းတို့တို့တို့ဒါနဲ့လက်က KN, KNLA, no? so, so, bo, no? KNLA ka <coughs> Captain Soso bo, no? Kasarani, Cobra, Cobra Kulam. Aku tu gara. Wui ba mana? Wali awi tu dugaan yang wanu. Sero, aje macam ni luri ku be, pambi ma be, ban ban piara semua piara le bo, no? Si kau si luka. Captain Soko helped lead the assault on the scam compound. and says the Chinese gang leaders offered them large bribes to let them go. Sero, tu ka biar ni deh bo, no, no. di တရုတ်ရဲ့ gangster တွေကဖဆန်တွေငွေတွေအများကြီးပေးပြီးမှပဲကျွန်တော်တို့ကလွတ်မြောက်အကူအညီပေးပါဆိုပြီးမှဖားလာပေါ့ဗျာတော်သူနိုင်ရပြတ်သူလိုပါဘယ်မိတူတော်ဒါမဲ့သူတို့ကတော့လက်မခံဘူးပေါ့နော်တွေ့တာပါမှာသူတို့က we are part of Karen Karen National Union KNU ပေါ့ KNU တဲ့ကလည်းပါတဲ့လူတွေဖြစ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကလည်းအဲ့ဒီသူတို့ရဲ့ဒီလက်ပေးလက်ယူကူပေါ့နော် ယူသွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့တော်လှန်ရေးကြီးကထိရောက်မှာမဟုတ်ဘူးတဲ့ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဒီတရုတ်ရဲ့ gain stand တွေကလည်း KNU တွေကိုဒီငွေအမောက်အများပေးပြီးမှပဲလော့အောင်ကူညီပေးပြပါဆိုပြီးမှတော့လက်ပေလက်ယူရောလုပ်တယ်တဲ့ဒါပေမဲ့လက်လက်မခံဘူးလို့ဆိုတော့သူသူကတော့ပြောနေတာပဲပေါ့နော်ခင်ဗျားတို့ကတော့ဒါကတော့ခင်ဗျားတို့ပုံမှန်မူတည်တယ်နော်ခင်ဗျားတို့ကယုံမလားမယုံဘူးဆိုခင်ဗျားတို့ပုံမှန်မူတည်တယ်ဘုရားတန်လေးဘယ်လိုဖြစ်နေဒါဘယ်လိုသာဘုရားတန်လေး ပမေတူလုံးနေပတ်ပဲချေတမလေးဝီရကတေးလာပါစကမ်မတ်စကိုင်ဟာဝန်နေသူကဘာချော်ထရာပါလေမတ်တပ်ပဲချေခေပြုတ်နေ deal is still not oh, did some ချော်ထရာပါလေ heading to thailand to where they'll be deported တော့ဒီလူတွေအားလုံးကို thailand မှာသွားပြီးမှာပဲ thailand ကနေမိခင်နိုင်ငံကိုပြန်သွားမှာဖြစ်တယ်ပေါ့နော် don't want to go hoping to earn more through scamming elsewhere in Myanmar. so many others came from across the global south looking to provide for families back home only to find themselves trapped in a nightmare in which they prey upon others and since our filming the ordeal is still not over for all of those working in the all right ဒါပဲเนาะကျွန်တော်တို့ခြုံငုံပြီးမှပြောရမယ်ဆိုရင်တော့ဒီလိုနဲ့ပဲဆုံးသက်ရတာပေါ့ဗျတချို့လူတွေကမိသားစုတွေကိုကိုမြင်ထောက်ပံ့ဖို့အလုပ်တွေရှာနေတဲ့ခါကျတော့မြန်မာနိုင်ငံကိုပဲအယောက်စားခံနေရတယ်ဆိုတော့ဇက်တင်သွားတာပေါ့ဗျာဟောဒါကကျွန်တော်တို့မြန်မာနိုင်ငံထဲကငွေလင်းနေတဲ့စကန်ဂျီထဲကအတွင်းကဘာရင်းဖြစ်ပျက်ခဲ့တယ်လဲဆိုတော့ နိုင်ငံတကာသတင်းမီဒီယာကအတွင်းထေထိကိုတွားပြီးမှတင်ပြသွားတာပါဒါဗဟုသုတတွေလည်းအများကြီးရသွားတယ်ပေါ့နော်ခုကြည့်ရှုသူမိတ်ဆွေအနေနဲ့တည်းဗဟုသုတတွေအများကြီးရမလို့လေကျွန်တော်ကတော့အာခန်းစားမိပါတယ်ယုံကြည်မိပါတယ်ပေါ့နော်ဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့ podcast လေးကိုရနာပြစေမနှက်ပြမပဲနောက်ဆုံးကမ္ဘာသတင်းတွေနဲ့သတင်းထူးသတင်းဦးလေးတွေရှိရဆိုတော့အချိန်နဲ့တပြေးညီပြန်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ YouTube channel လေးကိုသဘောကျတယ်ဆိုတော့ subscribe လို့ page အပြင်အပေးလို့ရပါတယ်အခုလိုမျိုး subscribe လို့ပေးတာကျွန်တော်တို့ခွန်အားရန်ဖြစ်တယ်ပေါ့နော်ဗီဒီယိုအတိတ်တင်ချင်းစက်တင်ချင်းတဲ့စက်ဒီ modi ဖြစ်လာတယ်ပေါ့ဗျာ so thank you so much for watching beautiful people i love you guys take care god bless i'll see you guys tomorrow bye bye